အခြေခံပညာ grade 5 9 11အတန်းတွေကိုမောင်မရှိစနစ်အစားစာမေးပွဲအကျစနစ်ကိုကျင့်သုံးအကောင့်ထဲပေါ်သွားမယ်လို့ပညာရေးအတိုင်းဝန်ကြားသတင်းတွေထွက်ပေါ်နေပါတယ်။ဒါဟာပထမစတက်အာနာရှင်နေဝင်းရဲ့မြမဆိုရှယ်လစ်လမ်းစဉ်ပါတီမဆလာခစ်ကအရင်အစိုးရစစ်လို့ခေါ်ခဲ့ကြတဲ့လေတန်း၊ရှစ်တန်းနဲ့ဆယ်တန်းတို့ကိုဖော်ဆောင်ခဲ့တဲ့စနစ်ဟောင်းကိုပြန်လည်အသက်သွင်းဖို့စစ်ကော်မရှင်ကအကြံပန်းလာတာပါ။ လက်ရှိမှာတော့အခြေခံပညာကျောင်းတွေကိုဒီကိစ္စနဲ့ပတ်သက်လို့တရားဝင်ညွှန်ကြားချက်တော့မထွက်သေးဘူးလို့ပညာရေးဝန်ထမ်းတူစီကသိရပါဗျ။ဒီအကြောင်းသိရှိထားတဲ့ရန်ကုန်မြို့ကအခြေခံပညာမူလာတန်းပြဆရာမတူဦးရဲ့ပြောကြားချက်ကိုလုံခြုံရေးရ MBA ကအတန်အစားထိုးဖတ်ထားပါဗျ။တရားဝင်ညွှန်ကြားချက်တော့မလာသေးပါဘူး။အကြစနစ်ရှိတဲ့အခါကျတော့နောက်ဆိုခရိုင်စစ်ပုံစံနဲ့တွားမယ်ထင်တယ်။ဒီကိစ္စကအတိဖြစ်တဲ့ဆိုရင်လေကျောင်းသားမိဘတွေကိုတရားဝင်ထုတ်ပြောပေးမှာပါ။ အခုအချိန်ကလည်းမိဘတွေစိုးရိမ်နေတယ်လို့ဒီနှစ်ဆမာလာနောက်နှစ်ဆမာလာတေချာမကြည့်သေးပါဘူးညွန်ကြားချက်ရတာနဲ့တေချာပြောပြပေးသွားမှာပါအခုလိုအကြစနစ်ကိုပြန်အသက်သွင်းဖို့လှုပ်ဆောင်တာဟာတနည်းအားဖြင့်တက္ကသိုလ်ဝန်ထမ်းအောင်ချက်ကိုမြင့်တင်တာဖြစ်တယ်လို့လည်းပြင်ပပုတ်ကလေးကဆရာတူကမှတ်ချက်ပေးပါတယ်။အဓိက11ပေါ့။အဲဒီ11ကိုသူတို့ပြန်ပြီးတော့စီဖြစ်ဖို့ရှိစီဖြစ်ဖို့ဆိုအဲ၃တန်းဆိုရင်12ကိုတင်အတင်ပြီးလောက်တော့ဒါပေမဲ့အခုဒီနေ့ကလည်းတချို့ကျောင်းတွေက လဲပင်ကိုအကယ်တမ်းသွဲအဆင့်မမီလောက်ဘူးထင်ဟာတယ်။အော်ချင်းဒီအလုံးပေါ်ဂျိုင်းဒူ5 break 59လဲပင်ရတော့ဟိုဂျိုင်းဒူချနိုင်မယ်လို့ဒီနေ့မရှိပါဘူး။ဒီရော5နဲ့နိုင်ရောမချတော့ဘူး။ဒါသူတို့တော့ဒီလဲပင်ကတော့တချို့ကြောင်းနေရတော့သွဲဘူးမတင်သေးတော့ဘူး။ဒါမဲ့26နဲ့ပေါ့26အတွက်2026အတွက်တော့ချင်းဒီလဲပင်ကအချိန်ရွေးတယ်ပြီးတော့ပတ်သက်ရကြောင်းနေရတော့ ခုလာမယ့်နှစ်ပေါ့ခုလာမယ့်နှစ်အရွယ်ဝင်တော့ခြားတော့မဆက်ဘူးကျောင်းတဘောကျောင်းပုံမှန်လေးနဲ့ခြားတော့ခြားဒါပြင်အကြစနစ်ကျင့်သုံးတာဟာကျောင်းသားတွေရဲ့ပညာအရေးချင်းကိုထိန်းချောင်းပေးသွားတာဖြစ်ပေမဲ့ဒီစနစ်ထက်သင်ကြားရေးစနစ်ကိုသာစနစ်တကျအထီးထီးရောက်ရောက်လုပ်စေချင်တယ်လို့လည်းပညာရေးတိုင်းဝိုင်းနဲ့ကျောင်းသားမိဘတွေကထောက်ပြပြောဆိုကြပါတယ်။စနစ်ပြောင်းပြီးသင်ကြားရေးတွေမတိုးတက်လာရင်အကြစနစ်လည်းအဆင်မပြေနိုင်ဘူးလို့ရန်ကုန်မြို့ရှိ Great Dan ကျောင်းသူမိခင်တူဦးကပြောပါတယ်။ဆရာဆရာမိုင်ကအများကြီးမူတည်ရယ်လေ။ အခုအခုစီရိုးတွေကဘယ်လိုကြောင်းလဲသူကတခါလေရင်ပြီးနေလဲတင်လာရရှိလားဆရာမတွေကပြီးပြီးပြီးတော့တင်လိုက်တာအဲ့ဒီအရာကြတော့ကိုယ်ပြင်းမှကျရှင်ယူမအစင်ပြေရာကျရှင်ယူမအစင်ပြေရာဆိုတော့အမှန်တကယ်တော့ကြောင်းမှာမပြီးခဲ့ဘူးပေါ့ကြောင်းမှာတကယ်တကယ်သူတို့သိချပြီးပြီးပြီးမလို့လေဟာဒီစနစ်နဲ့ဆိုရင်တော့အကျစနစ်ရှိတာကိုကြိုက်ဘာလို့ကြိုက်လဲဆိုတော့ဟာ ဒီခလေးတွေကအကြမရှိတဲ့အခါကျတော့လွယ်လွယ်ပဲပုံပုံပဲဖြတ်တန်းလာတာဟာတောက်လျှောက်ပြီးတော့ဒီမှာထိလဲဆိုတော့ဟိုဆယ်တန်းရောက်အခုကျတော့ဆယ်နှစ်တန်းရောက်မှအတကုန်နေထိတာဟာကျမဆယ်နှစ်တန်းရောက်မှသူတို့စာစာဝဲမြင်တော့ငါတို့ကဘယ်လိုလုပ်ရလဲဆိုတော့အတကုန်နေကြရတာလေအတကုန်နေကြအတကုန်နေမှအဲ့ဒီကျမဟိုဥစ္စာဖြစ်တော့အခုလေးကအကြထားလိုက်တော့ဟာခလေးတွေကအဟမ်းတော့ဖြစ်သွားတာပေါ့ဒီငါတို့ချမှာပဲဆိုတော့စိတ်ကလေးတော့ရှိသွားတာပေါ့ငငယ်လေးတွေက စနစ်သက်တင်ရိုးတွေဟာအဆင်မြင့်ပြီးဆရာဆရာမတွေရဲ့သင်ကြားမှုတချို့ကတော့တိတိယောက်ယောက်မရှိတာကြောင့်မိဘတွေကသူတို့ကလေးတွေအတွက်အပြင်ကျူရှင်ထက်ယူပြီးအဒီခက်ခဲတွေကိုဖြစ်ရှင်းနေရပါတယ်။ဒါကြောင့်အခုလိုအခြားစနစ်မှာចောင်းသားတွေမနစ်နာအောင်သင်ကြားပေးတဲ့ဆရာဆရာမတွေအနေနဲ့လည်းဂယုဆိုင်သင်ကြားပေးတဲ့နယ်လို့ထောက်ပြပြောဆိုနေကြတာဖြစ်ပါတယ်။ 2025-2026ပညာသင်နှစ်အတွက်မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့အခြေခံပညာကျောင်းတွေဘုံတော်ကြီးသင်ပညာရေးကျောင်းတွေနဲ့ကိုပိုင်ကျောင်းတွေမှာကျောင်းသားကျောင်းသူဥယေ6သန်းကျော်တက်ရောက်နေတယ်လို့စစ်ကောင်ရှင်လက်အောက်ခံပညာရေးဝန်ကြီးဌာနရဲ့အထုတ်ပြန်ထားချက်အရသိရပါဗျာ။